အလောပါတာချတဲ့ဟတ်နဲ့ဖြစ်တဲ့နဲ့ကျွန်တော်တို့အတွက်ကျန်းမာရေးကအရေးကြီးတယ်ဆိုတာမြည်သူမဆိုသိကြပါလေဒါပေမဲ့ fitness ဆိုတာကိုတော့ခန္ဓာကိုယ်ကိုတန်ဖိုးထားတဲ့လူတွေအတွက်သီးသန့်အဖြစ်ထင်မှတ်နေကြသူများရှိတတ်ပါတယ် health နဲ့ fitness ဟာတကယ်တကယ်ကိုချိတ်ဆက်နေလာပါတယ်သူတို့နှစ်ဦးကြားမှာအလောပါပါတစ်ခုသာရှိပြီးတစ်ခုမှမတစ်ခုမှနိုင်ပါတယ် fitness မှာခန္ဓာကိုယ်ရဲ့အားအိမ်တင်းတိမ်မှုတုံ့ပြန်မှုနှလုံးခုန်တုံ့ပြုစုပြောင်းထောင်မှုနဲ့ပတ်သက်တဲ့စနစ်ကျတဲ့ပြင်ဆင်မှုတွေပါဝင်ပါတယ် ။ routing တစ်ခုတိဆောက်ရမယ်။ဘယ်နေ့ဘယ်ချိန်ဘာလုပ်မယ်ဆိုတာစဉ်ဆက်မပြတ်တည်ထားဖို့လိုပါတယ်။ကိုယ်အတွက်အချိန်ပေးခြင်းကဆက်လက်ပတ်ပါတယ်။မနှက်စာမလွယ်ပဲစားဖို့၊တနာရီလောက်လှုပ်ရှားဖို့၊သတိရှိပြီးရေတောက်ဖို့၊ငြင်းငြင်းချင်းချင်းအိပ်ပျော်ဖို့ fitness အခုဟာထင်တယ်လောက်ခက်တာမဟုတ်ပါဘူး။တက်တန်းတိုးစေတဲ့စနစ်တကျသွားမဲ့ရွေးချယ်မှုတစ်ခုပါ။နေ့စဉ်တခြားရဲ့အမြင်နဲ့မနေနဲ့ကိုကိုကိုချစ်ချင်းကိုခန္ဓာကိုကိုတန်မိုးထားခြင်းနဲ့စတင်လိုက်ပါ health ဟာမနှက်ပြန်အတွက်ရွေးချယ်မှုဖြစ်တယ်လို့ fitness ကတော့ဒီနေ့စတဲ့အမူအကျင့်ဖြစ်ပါတယ်စနစ်တကျလောက်ပါခန္ဓာကိုယ်ကတင့်ကိုကျေစုတင်ပါလိမ့်မယ်